ဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုအမေရိကန်ကအကူအညီမယ်လို့ဆိုလာပြန်ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်အားပံပိုးမဲ့ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ဒုတိယပို့ချုပ်ကြီးဂျိုးဂျေဘီပါဝဲနဲ့စစ်တပ်ကောင်ဆောင်တွေဟာဒါကာမြို့မှာတွေ့ဆုံဆွေးနွေးနေကြောင်းဒေတာတွင်သတင်းတွေအများသိရပါတယ်။ဝန်ကြီးချုပ်ရှိဟာစီနာနိုင်ငံကနေထွက်ပြေးသွားပြီးခုနှစ်လအကြာဖြစ်ပေါ်လာတဲ့ မရိကန်ပစိဖိတ်စစ်ထဏာကြောင့်မှထိတ်တန်းစစ်ဘက်အရာရှိကြီးတူရဲ့ဘင်္ဂလားဒေ့ရှ်ခီးစဉ်ဖြစ်ပါတယ်။အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်သတင်းစာချုပ်ကတော့ဒုတိယဗိုလ်ချုပ်ကြီးဂျိုးဂျာဘီဘာဝဲရဲ့နှစ်ရက်ကြာဘင်္ဂလားဒေ့ရှ်ခီးစဉ်မှာတော့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံခြုံရေးစီမံချက်တွေပုံမှန်ခိုင်မာစေဖို့ရည်ရွယ်တယ်လို့ဆိုကြပါတယ်။အမေရိကန်ဟာဘင်္ဂလားဒေ့ရဲ့အဓိကဖြူဟာမြောက်စစ်ရေးမဟာမိတ်များထဲမှတစ်ခုဖြစ်ပြီးတော့အမေရိကန်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ဒေတာတွင်အင်အားကြီးအိန္ဒိယနဲ့တရုတ်တို့အပြင်ရုရှားကိုတံပြန်မှုဖြစ်ရှုမြင်နေပါတယ်။ထို့သဖြင့်မင်္ဂလာပင်လယ်အတွင်းမှာပူတွဲစီရေလိချင်းမှုကိုပုံမှန်ပြုလုပ်နေပြီးအမေရိကန်အင်ဒိုပစိဖိတ်စစ်ထနာချုပ်ဟာမင်္ဂလာ၏လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်းပုံမှန်ထိတွေ့ဆစ်ဆင်မှုကိုထိန်းသိမ်းထားပါတယ်။ဒါအပြင်မင်္ဂလာ၏ရေတပ်ထိပ်တန်း SWAT Marine တပ်ဖွဲ့ကိုထူထောင်ရမှာအမေရိကန်ကကူညီပေးပါတယ်။မင်္ဂလာ၏ထူးချွန်တဲ့စစ်ပတ်ဆိုင်ရာအရာရှိတွေကိုလည်းအမေရိကန်နိုင်ငံမှာခေါ်ယူတင်နန်းနေပေးခဲ့ပါတယ်။ လက်ရှိဘင်္ဂလားဒေ့ရေတပ်ဟာတရုတ်ထုတ် frigate သင်္ဘောတွေကိုပိုင်ထားပြီးတရုတ်လုံတက်လီနေပါတုံးဆွဲနေတယ်လို့2002ခုနှစ်ကတရုတ်နဲ့ဘင်္ဂလားဒေ့ဟာကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုရေးထိုးခဲ့ပါတယ်။2006မှာတော့တရုတ်နိုင်ငံကကုလသမဂ္ဂကိုတင်ပြတဲ့အစီရင်ခံစာမှာဘင်္ဂလားဒေ့ဟာတရုတ်ထုတ်လက်နက်တွေကိုအ धिक ဝယ်ယူတဲ့ဝယ်လက်အဖြစ်ပေါ်ထွက်ခဲ့တယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ကတော့လုံးဝဝန်ခံခြင်းမရှိပါဘူး။ ဇလောဆင်မှာအမေရိကန်ဗိုလ်ချုပ်ကြီးရောက်လာတာကိုကြိုဆိုကြောင်းဘင်္ဂလားဒေ့အစိုးရအဖွဲ့ရဲ့ယာယီအစိုးရခေါင်းဆောင်မိုဟာမက်ယူနက်စ်ကပြောပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့နိုင်ငံမှာရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်အခြေအနေနဲ့ပတ်သက်ပြီးလဲဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။မိုဟာမက်ယူနက်စ်ကတော့အများဆုံးရွေးကောက်ပွဲတွေကိုကျင်းပပေးဖို့ပြင်ဆင်ထားတယ်လို့တော့ပြောသွားတာဖြစ်ပါတယ်။